မန်စီးတီး 3C စန္ဒလန်ပွဲမှာမန်စီးတီးရဲ့နေစတဲ့ပိုင်းဆိုင်ရာအားသာချက်၅ရက်ပေးသမျှလုံးပဲမင်္ဂလာပါ Icarus Sport ကနေကြေဆူပါရယ်စနေနေ့ညကရှင်မန်ကစားခဲ့တဲ့ Premier League ပွဲစဉ်မှာ Manchester City တင်းကသူတို့ရဲ့အင်ကွင်းမှာတန်းတက်စန္ဒလန်တင်းကိုဂိုးပြတ်နိုင်ယူပြီး၃ဘွဲ့ဆက်နိုင်ပွဲကိုပိုင်ဆိုင်ခဲ့ပါရယ်ဒီနိုင်ပွဲကြောင့် Guardiola ရဲ့အသင်းဟာအမှတ်ပေးစရာထိတ်ဆုံးက Arsenal တင်းနဲ့နှစ်မှတ်သာကွာဟာတို့တဲ့အနေထားတွေရပ်တည်နိုင်ခဲ့ပြီလို့ဖြစ်ပါရယ် ဒီပွဲမှာမြင်တွေ့ခဲ့ရတဲ့ Man City ရဲ့အားသာချက်၅ရပ်ကိုကျွန်တော်မြင်မိသလောက်ဆွေးနွေးတင်ဆက်ပေးလိုက်ရပါတယ်။နံပါတ်၁ဘောလုံးပိုင်ဆိုင်မှုအခြေပြုကစားဟန်။ Man City ရဲ့နေ့စဉ်ပိုင်းမှာအခြေခံအကြဆုံးအားသာချက်ကတော့ဘောလုံးပိုင်ဆိုင်မှုကိုအခြေခံတဲ့နေရာယူကစားဟန်ပဲဖြစ်ပါတယ်။ဒီနေ့စဉ်ဟာဘောလုံးကိုရေရှည်ပိုင်ဆိုင်ထားရုံတသက်မဟုတ်ပဲကွင်းထဲမှာကစားသမားတွေရဲ့နေရာယူမှုနဲ့ဖြန့်ကျက်ပုံကိုစနစ်တကျသတ်မှတ်ထားခြင်းဖြစ်ပါတယ်။ ြိုင်ဘက်ရဲ့ခန်းဆဲစည်းကိုဖြိုခွဲဖို့ကိုသိန်းဖို့အကောင်းဆုံးအခွင့်အရေးတွေကိုဖန်တီးနိုင်ဖို့အတွက်ကွင်းလယ်မှာကစားသမားရေအတွက်အားသာချက်ကိုဖန်တီးယူခြင်းဖြစ်ပါတယ်။မန်စီးရီးယားကွင်းရဲ့အခြေဝန်းကိုအပြည့်အဝအသုံးပြုပြီးဘောလုံးကိုတစ်ဖက်ကနေတစ်ဖက်ကိုအလှည့်မြန်ကူးပြောင်းပေးဖို့လိရှိပါတယ်။ဒီလိုလှုပ်ခြင်းအားဖြင့်ပြိုင်ဘက်ခန်းဆဲကိုတနေရာထဲမှာစုဖွဲ့မနေနိုင်အောင်ဆွဲထုတ်ခြင်းဖြစ်ပါတယ်။ဘောလုံးကိုတိုက်ရိုက်ရယူခြင်းမရှိတဲ့တတိယမြောက်ကစားသမားတူဦးဟာပြိုင်ဘက်ရဲ့လက်ဟာနေတဲ့နေရာတွေကိုအသုံးပြုပြီးအပြည့်ဝင်ရောက်ကာဂိုးပေါက်ချင်းချင်းမှုတွေကိုပြုလုပ်လိရှိပါတယ်။ ဆန္ဒနဲ့ပွဲမှာပထမပိုင်းမှာ၉ရပ်ဖို့ရုန်းကန်ခဲ့ရပြီးမှ၅မိနစ်တွင်၂၉ရက်ရရှိခဲ့ခြင်းဟာပြိုင်ဘက်ရဲ့ခန်းစစ်စီပင်မန်းလာပြီးတဲ့နောက်ကစားသမားတွေရဲ့နေရာယူမှုအသာစီးကိုရယူနိုင်ခဲ့ခြင်းကြောင့်ဖြစ်ပါတယ်။ နောက်ခံလူတွေအထူးသဖြင့်ဘိုးခန်းစင်မိုးတွေဟာဘောလုံးကိုစတင်ပေးပို့တဲ့ဥဆောင်သူဖြစ်ကစားပြီးကိုယ့်လက်လူတွေဟာလည်းဘောလုံးကိုစိတ်ရှည်လက်ရှည်ပေးပို့ကာကစားကွက်တည်ဆောက်တဲ့နေရာမှာမရှိမဖြစ်အရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်ခဲ့ကြပါတယ်။နံပါတ်1ပုံစံအမျိုးမျိုးပြောင်းလဲနိုင်သောနီးစနစ်မန်စီးတီးသင်းရဲ့အားသာချက်ကတော့ပုံသေးကစားရန်ပေါ်မှာမဟုတ်ဘဲပွဲကစားနေစဉ်တွင်းမှာပဲကစားကွက်နဲ့ကစားသမားနေရာယူမှုတွေကိုအလွယ်တကူပြောင်းလဲနိုင်ခြင်းပဲဖြစ်ပါတယ်။ ပုံမှန်433ကစားကွက်နဲ့စတင်ပေမယ့်တိုက်စစ်ဆင်တဲ့အခါ3252 35စားတဲ့ကစားကွက်ပုံစံတွေကိုပြောင်းလဲလေ့ရှိပါတယ်။ဥပမာဘယ်နောက်ခံလို့တူဟာကွင်းလေကိုဝင်ရောက်ပြီးဖြောင်းပြန်ခန့်စင်မှု inverted fullback ဖြစ်ကစားချင်းမျိုးတွေကိုပြုလုပ်ပါတယ်။ကစားမတူချင်းစီအကွင်းတွင်းမှာသူတို့ရဲ့မူလနေရာတွေမှာကပဲနေရာဘုံဆောင်မှာကစားနိုင်တဲ့စွမ်းရည်ကိုပိုင်ဆိုင်ကြပါတယ်။ ဖေးဖိုတန်ဟာဘင်တောင်ပဲညာတောင်ပဲကွင်းလေဖန်ဒီရှင်စတဲ့နေရာတွေမှာကစားနိုင်ပြီးစန္ဒလန်နဲ့ပွဲမှာတတိယဂိုးကိုသူယူနိုင်ခဲ့တဲ့ခြေစွမ်းဟာသူ့ရဲ့နေရာလိုက်ကစားနိုင်စမ်းကိုပြသလုပ်နေပါတယ်။ဂွာရီယူလာဟာပြန်မဲ့တင်းအာနယ်ချက်ကိုမိပေါင်းထိုးပြနိုင်မှုအတွက်ပွဲစဉ်တစ်ခုစီမှာကစားသမားတွေကိုနေရာချထားပုံနဲ့ကစားကွက်ကိုအနည်းစီပြောင်းလဲလေ့ရှိပါတယ်။စန္ဒလန်ရဲ့အစောပိုင်းခန်းစစ်စုပွဲမှုကိုကြော်လွားနိုင်မှုအတွက်နောက်ဆုံးမှာတော့အနာသက်ဧရိယာတွေကိုဘိုးထိုးပေါက်တာဝင်းငါတွေကိုလိုင်းပေါ်မှာထားရှိပြီးဝိုက်အကျယ်ပေးတာစတဲ့နေ့စနစ်တွေကိုအသုံးပြုသွားခဲ့တာကိုတွေ့ရပါတယ်။ နံပါတ်3ပြင်းထန်သောတံပြန်ဖိအားပေးမှုမန်စီးတီးကဘောလုံးကိုပိုင်ဆိုင်ကစားတဲ့အသင်းဖြစ်ပေမဲ့ဘောလုံးဆုံးရှုံးသွားတဲ့အခါဘောလုံးကိုအလင်းမြန်ပြန်လည်ရယူဖို့အတွက်ပြင်းထန်တဲ့တံပြန်ဖိအားပေးမှုတွေကိုချက်ချင်းပြုလုပ်လို့ရှိပါတယ်။ဂွာဒီယိုလာရဲ့အသင်းတွေဟာဘောလုံးကိုဆုံးရှုံးသွားခဲ့ပြီးတဲ့နောက်ကစားသမားတွေကအနည်းဆုံးပြန်ဖက်ကစားသမားစီကိုချက်ချင်းပြေးဝင်ပြီးဖိအားပေးမှုကိုအများဆုံး၅ဆက်ကန့်အတွင်းပြုလုပ်ရလို့ရှိပါတယ်။ ဆန္ဒလန်ဟာဒုတိယပိုင်းမှာခြေပါကိုရဖို့ခွင့်ရရှိခဲ့ပေမဲ့ DSL ဘောလုံးပေးပို့မှုအမှောက်ကိုဒနာရူမာကနှိမ်မြနဲ့တွင်းနဲ့ပြန်လည်တုံ့ပြန်နိုင်ခဲ့ခြင်းဟာအမှန်တကယ်တော့မန်စီးတီးရဲ့တိုက်စစ်ဆင်ရကနေခံစစ်ကိုအလင်းမြန်ပြန်လည်အသွင်ပြောင်းလဲနိုင်မှုခွစ် transition ရဲ့တက်တည်တစ်ခုလည်းဖြစ်ပါရယ်။ပြန်ဘက်ကိုအချိန်မပေးဘဲချက်ချင်းပိတ်ဆို့နိုင်ခဲ့ခြင်းကကစားကွက်တိစားမှုကိုဖျက်ဆီးလိုက်ခြင်းပဲဖြစ်ပါရယ်။နံပါတ်၄နေရအပြောင်းလဲနဲ့ဂိုးသွင်းနိုင်မှု မန်စီးတီးရဲ့တိုက်စစ်ပိုင်အားသာချက်ကတော့ဂိုးသင်းနိုင်တဲ့ကစားသမားများစွာရှိခြင်းပဲဖြစ်ပါတယ်။တိုက်စစ်မှုတူအပေါ်မှာမိကိုခြင်းမရှိဘဲကိုင်းလယ်လူနောက်ခံလူနဲ့တောင်ပိုင်ကစားသမားတွေအားလုံးဟာဂိုးသင်းနိုင်တဲ့အနေအထားတွေကိုဖန်တီးနိုင်ကြပါတယ်။မန်စီးတီးရဲ့ကစားသမားတွေဟာသူတို့ရဲ့မူလနေရာတွေကိုမကြာခဏဖလှယ်ပြီးရွှေ့ပြောင်းကစားလိမ့်ရှိပါတယ်။ဒလလုံချင်းအပြင်ပြိုင်ဘက်ခံစင်မှုတွေဟာဘသူ့ကိုလိုက်ခဲ့ရမယ်ဆိုတာကိုရှုတ်ထွေးစေခြင်းဖြစ်ပေါ်စေပါတယ်။မန်စီးတီးနဲ့ပွဲမှာဖီးဖိုဒန်ကတတိယဂိုးကိုသူယူခဲ့ခြင်းဟာတောင်ပိုင်းနဲ့ကွင်းလယ်ကြား hash pay ကိုအသုံးပြုကာဂိုးသင်းယူနိုင်တဲ့နည်းစနစ်ကိုထင်ရှားစေခဲ့ပါတယ်။နံပါတ်5 စိတ်ရွှေတီးခံမှုနဲ့နေရာရှာဖွေနိုင်မှုဒီပွဲမှာပထမပိုင်းမိနစ်30အထိဂိုးရဖို့ရုန်းကန်ခဲ့ရပေမယ့်မန်စီးတီးကစိတ်ရှင်လက်ရှင်နဲ့ကစားကွက်ကိုတိစောင်းနိုင်ခဲ့ခြင်းဟာနေစစ်ပိုင်းဆိုင်ရာအသက်ကြီးတစ်ခုဖြစ်ပါတယ် ပြိုင်မဲ့ခန်စစ်စီအတွင်းဖောက်ထွက်ဖို့ခက်ခဲနေတဲ့အခါမှာမန်စီးတီးကဘလုံးပိုင်ဆိုင်မှုကိုဆက်လက်ထိန်းသိမ်းထားပြီး NAL ရှိတဲ့ဘလုံးဖိပုမှုတွေကိုရှောင်ရှားပါရယ်သူတို့ဟာကွင်းရဲ့နောက်ပိုင်း defensive တပ်နဲ့အလဲပိုင်း middle တပ်တို့မှဘလုံးကိုစိတ်ရှိရှိနဲ့ပေးပို့နေပြီးပြိုင်မဲ့ရဲ့ခန်စစ်စီကပင်မနှွမ်းနေလာဖို့နေရာလုံးအနေငယ်ပေါ်လာဖို့ small gap ကိုဆောင်ဆိုင်နေတာဖြစ်ပါရယ်နေရာလုံးပေါ်လာပြီးဆိုတာနဲ့ခန်စစ်လိုင်းများကြားကိုထုတ်ဖောက်တဲ့တိကျတဲ့ဘလုံးဖိပုမှုတွေကိုချက်ချင်းပြုလုပ်လို့ရှိပါရယ်ချုံကုံသုံးသက်ရမယ်ဆိုရင် Manchester City တဲ့ရဲ့နေ့စတိတ်ပိုင်းဆိုင်ရာအားသာချက်၅ရက်ဟာဘလုံးပိုင်ဆိုင်မှုကိုအခြေခံပြီးပြောင်းလဲနိုင်စွမ်းပြင်းထန်တဲ့ တံမြန်ဖိအားပေးမှုနေရအပြောင်းလဲတဲ့ကိုသွင်းနိုင်မှုနဲ့စိတ်ရှိသီးခဏကစားကွက်တီဆမှုကိုပေါင်းဆက်ထားတာဖြစ်ပါတယ်။ဒီလိုမျိုးစနစ်တကျနီးစနစ်ကျွမ်းကျင်မှုတွေကြောင့်သာဆန္ဒလန်းလို့ခန်းစစ်စည်းကောင်းတဲ့အသိမျိုးကိုတော့နောက်ပိုင်းမှာဖိအားတွေပေးပြီးတော့နိုင်ယူနိုင်ခဲ့တာပဲဖြစ်ကြမှာ။အားလုံးကိုကျေးဇူးတင်ပါတယ်။